မိမတွေသာဝစ်ကြောင်းပေါ်တက်ရောက်ခဲ့ရင်အခါမသိမုံတိုင်းကြမယ်လို့ဆိုရရှိတဲ့စိုက်ခမီးရှိလဲဖျ။ကဲပရိသတ်ကြီးတို့မြန်မာလူမျိုးတိုင်းရဲ့ထွတ်မြတ်ထားရာမွန်ပြည်နယ်ကတော့တကယ်ကိုမှအန်ဩစရာတမိုင်းနေနဲ့ဒေဝနယ်ပိညာတိတ်တာမင်းကြီးရဲ့ကျေးဇူးကြောင့်ဖျားရှင်ရဲ့တရိယဓာတ်ဆွဲတွေဟာမယုံနိုင်လို့ဆရာကမွန်ပြည်နယ်ကတထောက်တနေရာမှာကင်းဝတ်ဆံပယ်တော်မူနေခဲ့ပါရဲ့။ ကြိုက်ခမီးရေလေဖျားဖြစ်တည်လာရခြင်းကတော့ဒီလိုပါမြတ်စွာဘုရားရှင်ပြိဋိဘံဆံပြီးတော့သာသနာတက္ကရ239ခုနှစ်ကို ရောက်တဲ့အခါမှာတီယိုကျွန်းကိုအုပ်စိုးတဲ့ဒေဝနံပိယတိတ်တာမင်းကြီးတိရိဓမ္မာတောကမင်းဟာအကြံတစ်ခုရှိတော်မူပြီးယဟန်ဖြစ်သူဟိန္ဒထေကိုရှောက်ကြားတော်မူခဲ့ပါသည်ယဟန်ရှင်စံတော်မြတ်ကားစားလို့တိရိယဓာတ်တော်ကိုဂိမ်းအောင်တော်မူသောအရက်ဒေတာ၌မြတ်စွာဘုရား၏ပုံတရံတော်ကိုတခါတည်းအမြမဖူးမြော်ရ မိကဲသို့တရားတရားပွား၍ကြီးညိုဖူးမြော်ကြမလဲဟု၍ရှောက်ထားတော်မူခဲ့ပါ၏ဒါကြောင့်မေတိရိဓမ္မာတောကမင်းဟာဖျားရှင်ရဲ့တဏ္ဍတော်ကို ထောက်ရှုပြီးလူတော်ဝါများဖူးမြော်စေရမယ့်အရေးကိုထောက်ရှုပြီးမြတ်စွာဘုရားရှင်ရဲ့တဏ္ဍတော်ကို ထုလုပ်ပြီးနတ်လူအများတရားတရားပြန်ပွားစေဖို့လို့ငါတာနာတော်တရားမြမပြီကို တာနာတော်များကြွရောက်တော်မူအောင်ဆောင်ရွက်တော်မူပေးဖို့ရှောက်ထားတောင်းပန်ခဲ့တာပဲဖြစ်ပါသည် င်းကြီးရဲ့ရှောက်ထားမှုပြီးတော့မကြခင်မှာပဲတောင်ရင်သာနယ်ပြည်မှာကိန်းဝန်ဆန်ပယ်နေတဲ့တရားမင်းဟာကြောက်ဖြာတင်းမာမှုကြောင့်လူပြည်ကိုကြိလိုက်တဲ့အခါဒေဝနဲ့ပြည်အားဒေသဟာသာသနာပြန်ပွားစေဖို့အတွက်ရုပ်ပွားတော်များအလိုရှိတဲ့အကြောင်းကို သိရပြီးညံတော်တထောင်နဲ့လက်စနဲ့သိခန့်ရှိတဲ့ရုပ်ပွားတော်လေးစုကိုထပ်ပနာထားပြီး ဒီဝါနဲ့ပိယတိတ်တာမင်းကြီးရဲ့ပလင်ပေါ်မှာတင်ထားပြီးခဲ့တယ်ဆိုတဲ့သမိုင်းတွေရှိခဲ့ပါ ರೀ အနာမှာတော့မင်းကြီးဟာရုပ်ပွားတော်လေးစုကိုမြင်တွေ့ရပြီးအကြီးကျယ်သောလူတန်တော်တွေကိုပြုပြီးနောက်မှာတော့15ရက်တန်တိုင်းရုပ်ပွားတော်တွေကိုပူဇော်ပြီးဓမ္မလူတွေပြုလုပ်ခဲ့ကြပါ ರೀ အနာမှာတော့နှစ်စုကိုသင်္ကန်းတုံးနှစ်တုံးပေါ်မှာလကောက်တစ်စုကိုကျွန်းတုံးပေါ်မှာလကောက်ကျန်တစ်စုကိုတော့ ကျောင်းတိုင်တုံးပေါ်မှာ၎င်းတင်ပြီးတော့သာသနာပြန်ပွားမှုကိုပံ့ပိုးနိုင်မယ့်အရက်ဒေတာမှသာကင်းဝတ်တည်တံ့တော်မူစေဖို့အဋ္ဌံပြုပြီးပင်လေပြင်ကိုမျောလွင့်စေခဲ့ပါရည်။အဲနောက်မှာတော့ကျွန်းတုံးနဲ့မျောလိုက်သောရုပ်ပွားတော်ဟာရခိုင်ပြည်နယ်ကိုဆက်ရောက်ကြတယ်လို့ဒုရရီဖြစ်ခဲ့ကြပေမဲ့လည်းပသိမ်မြို့ကိုသာဆက်ရောက်ခဲ့တယ်လို့စန်းစာရီမှာဖော်ပြထားခဲ့ပါရည်။ကျောင်းလေးဘိန်းနဲ့မျောလိုက်တဲ့ရုပ်ပွားတော်ကတော့စိုက်ထုံမြို့ကိုရောက်ခဲ့ပြီး ကြိုက်ပေါ်လောပွဲအမည်နဲ့တကိုးကြီးဖျားတဆူဖြစ်တာထင်ရှားနေခဲ့ပါရီနောက်ဆုံးတဆူဖြစ်တဲ့သင်ငန်းတုံးခံမျောသောရုပ်ပွားတော်ကတော့တဝဲမျိုးတောင်စုံပြည်မျိုးကိုကြိုက်ခမီမျိုးကိုဆောက်ရောက်ခဲ့ပါရီကြိုက်ပေါ်လောအဖြစ်ထင်ရှားခဲ့တဲ့ကြိုက်ခမီဖျားကတော့မွန်ပြည်နယ်ကိုဆောက်ရောက်ခဲ့ချိန်ကမှရေးလေကောင်းမှသာရက်တော်မူပြီးကင်းအောင်တည်တံ့နေခဲ့ပါရီဒီရုပ်ပွားတော်ကိုမြင်ကြတဲ့ဒေသခံတွေကအမျိုးမျိုးသောအားအိမ်တွေတုံးပြီး ကုန်းပေါင်းတင်စေခဲ့ပေမဲ့အနိုင်ငယ်များပင်မရွေဘဲနဲ့ရပ်တော်မူခဲ့ပါရီဒါပေမဲ့လည်း၅ပါးသီလကိုခောက်ဝတ်ပစိုးလို့မြင်းမြန်တဲ့မုတ်ဆိုးမတအုပ်ရဲ့အဋ္ဌံပြမှုကြောင့်တရုတ်ဘွားတော်ဟာစံချီမြေလေးတမြင်နဲ့သာသာသနာနေ့239ခုနှစ်ဒေါ်လာဆန်15ရက်နေ့ကုန်းပေါ်တော်ပင်ဆောင်တော်မူစေခဲ့ပါရီဆိုတော့နာတော်တာဆင်နေကြတဲ့ဓမ္မမိတ်ဆွေတို့အနေနဲ့လည်းမြတ်စွာဘုရားရဲ့တရိယတက်ဆွေတော်ဂိမ်းအောင်တော်မူရာဒီရက်ဒေသတို့အလဲပဲသွားပြီးစုတောင်းပန်သမျှပြည့်စေဖို့ 中來中给哪来不找不熟悉？